ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမတ်ရွှေနုပါမတ်ရွှေနုမတ်ရွှေနု34နှစ်34နှစ်ဟုတ်ကဲ့ဆရာကြီးရှမ်းပြည်နယ်ကရုံးဝင်တန်းတဲ့အပြိုကြီးပါတဲ့ဤရဒေတာနော်ဟုတ်ကဲ့ဆရာကြီးဟောသူကကြော်ညာတော့ပါလေအပြိုကြီးနော် ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီဟုတ်ပြီဆရာကြီးရှင်တဲ့ခန္ဓာကိုယ်နှွေးအောင်တဲ့အပူဓာတ်ရှိအောင်တဲ့ဘာစေးစားရမလဲတဲ့ဟုတ်ပြီနှွေးရသည်မှာတော့တဲ့နေ့တိုင်းနဲ့ရေမချိုးနိုင်လို့တဲ့တပတ်မှတစ်ခါပဲချိုးရပါတယ်တဲ့အေးနေတာပေါ့ဟောသူသူကအေးနေတာအေးလေသူခန္ဓာကအေးနေတာပေါ့ဟုတ်ပြီဟုတ်ကဲ့သူစိတ်ထဲမှာရေချိုးပြီးရင်လဲတဲ့အဝိစအထူကြီးတွေဝေ့ရပါတယ်တဲ့ဟုတ်ပြီ အသက်ရလာတော့တဲ့အမေဟောသူအသက်ဟွာလောက်ပေါ့နော်9လ9လပေါ့နော်အသက်အသက်9လကတဲ့အမေအားတဲ့တရက်ချင်တောင်းစားလို့တဲ့ဝန်တအားရှော့ခဲ့ပြီးတော့တဲ့အမေနိုးဆိုးရလို့ပေါ့နော်အမေတန်ဟာသိမလို့ဖြစ်ခဲ့တယ်လို့ပြောပါတယ်တဲ့အမေကပြောတာအမေကြောင့်ခလေးရ ဟုတ်ကဲ့ဟုတ်ကဲ့ဝမ်တာအရှောလေးစားလိုက်တဲ့အစားကြောင့်ဟုတ်ကဲ့ခင်းမဝမ်ရှောလို့တင်းမလို့ဝမ်တာအရှောလို့တင်းမလို့ဖြစ်တာတဲ့ဟုတ်ပြီအခုလဲတဲ့တဖုံးနဲ့နှက်ခမ်းနေရတဲ့ညီရဲမနေပဲမဲနေပါတယ်တဲ့တဖုံးရဲ့နှက်ခမ်းရဲ့နှက်ခမ်းရဲ့မှာမဲနေတယ်ညီရဲမနေဘူးမဲနေတယ်မဲနေတယ်တဲ့သူရဲ့ဓာတ်ကြက်အကြောင်းပြောရင်တော့ပထဝီပထဝီပေါ့ဟုတ်ကဲ့ဆရာကြီးပထဝီဆိုတမီး စိတ်နဲ့အစာတွေရှောင်ရမယ်သူမြတ်။ကောင်းညင်းနေစားမှာပေါ့နော်။ရှမ်းဆို။ကောင်းညင်းလည်းမတည်ဘူး။ဟုတ်ကဲ့ဆရာ။မြေပဲလည်းမတည်ဘူး။ဟုတ်ကဲ့ဆရာ။ဦးနှုတ်ခေါ်ဆွဲလည်းမတည်ဘူး။ဟုတ်ကဲ့ဆရာ။တောက်ချင်းတောက်ဒိန်ချင်းတောက်နှိုးမတောက်နဲ့။ဟုတ်ကဲ့ဆရာ။နှိုးလည်းမတည်ဘူး။ဟုတ်ကဲ့ဆရာ။စိတ်နဲ့အစာတွေအကုန်ရှောင်လိုက်ပါ။ဟုတ်ကဲ့ဆရာ။စိတ်နဲ့အစာတွေရှောင်ပြီးတော့စိတ်နဲ့အစာတွေစံကျင်ဘက်ကအချင်းနဲ့အခါလေ။ဟုတ်ကဲ့ပါဆရာ။အဲ့အချင်းနဲ့အခါဆရာကြီးအမြဲလေးပြောတယ်ခုလည်းပြောတယ်နောင်လည်းပြောမယ်။ကျမ်းမာရေးအတွက် ဒိန်ဂျင်လေးတောက်ပါဟုတ်ကဲ့ပါဆရာမယ်ဇီလီရဲ့ဂွေတော့ရဲ့မယ်ဇီလီဘူးလေးကိုတင့်တယ်လို့တုပ်စာစာပြုတ်စာစာဟင်းယူလေးဖြစ်ဖြစ်စားပါသူကများရင်ရိတ်တိတ်တိတ်မူလာတာမတည့်လို့မဟုတ်ဘူးများလို့ဟုတ်ကဲ့ဆရာတန်ဆေးလွန်ပြီပေါ့နော်ဟုတ်ကဲ့ဆရာဂွေတော့ရဲ့ဆိုလဲဆရာကြီးပြောရှိတယ်ငါးရွက်လောက်ပဲစားပါဟုတ်ကဲ့ဆရာမယ်ဇီလီဘူးဆိုလဲမယ်ဇီလီဘူးလေးတွေကို လေ၅6ဘူးလောက်ဆိုတော်ပြီဟုတ်ကဲ့ဆရာကြီးမှန်မှန်စားဖို့တော့လိုတယ်လိုတယ်ဟုတ်ကဲ့ဆရာကြီးเนาะတပတ်လုံးမှတရက်လောက်စားလို့တော့ဘာမှမထီရောက်ဘူးဟုတ်ကဲ့ဆရာကြီးတို့ရှိမှာမုံညင်းစိမ့်ရှိရဆရာကြီးနည်းနည်းလေးခါမုံညင်းစိမ့်စားလို့ရပါတယ်ဟုတ်ကဲ့ဆရာကြီးမုံညင်းစိမ့်လည်းခါပါတယ်ဟုတ်ကဲ့ဆရာကြီးမုံညင်းစိမ့်စားပါရပါတဲ့ပါတယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါတော့နှက်ခမ်းမဲတာနဲ့တဖုံးမဲတာပေါ့เนาะဆရာကြီးဟုတ်ပြီ तू ကနေတိုင်းရေချိုးခြင်းလို့တဲ့ဆရာကြီးကိုတဲ့အာကိုတကြီးမေးလိုက်ပါတယ်တဲ့အာချိုးသင့်ပါတယ် ဟုတ်ကဲ့ဆရာရေချိုးကနေကြစနစ်သားရှိပါဟုတ်ကဲ့ဆရာရေချိုးကနေတိုင်းရေချိုးပါဟုတ်ကဲ့ဆရာမဆက်တဲ့နိုင်မထိုးရင်ချိုးရင်ကောင်းတယ်ဟုတ်ကဲ့ဆရာရေချိုးမယ်ဆိုရင်ရေတဝတ်တော့ပါဟုတ်ကဲ့ဆရာရေတဝတ်တော့ပြီးရှူရှူပေါက်ပါဟုတ်ကဲ့ဆရာရှူရှူပေါက်ပြီးလန်နေနေဆောက်လိုက်ဟုတ်ကဲ့ပါဆရာလန်နေနေဆောက်ပြီးလို့ရှိရင်ချိုးပါဟုတ်ကဲ့ဆရာချိုးတဲ့အခါမှာခြေပြားလက်ပြားတွေဆက်လောင်းပါဟုတ်ကဲ့ဆရာဥမာခြေဘုံမိုးလောက်မယ်လက်ဘွားလောက်မယ် ဓူးလောက်မယ်တောင်စစ်လောက်မယ်လက်မောင်းလောက်မယ်ပေါင်လေလောက်မယ်တစင့်စီဖြည်းဖြည်းချင်းလောက်ပါဟုတ်ကဲ့ဆရာတနည်းတရားသုံးခွက်ကနေငါးခွက်လောက်လောက်ပါအဲ့တော့ဘာရှိဖြစ်လဲဆိုတော့အတွင်းမှာရှိတဲ့အပူတွေဟုတ်ကဲ့ဆရာအစွန်ဖြားတွေကိုစုပ်ယူလိုက်သူပဲဟုတ်ကဲ့ဆရာရေချိုးပြီးရင်ကိုနေလို့တိတ်ကောင်းပါမှာဟုတ်ကဲ့ပါဆရာပေါ်ပြီးတော့လက်ဖွားချီပွားလေးတွေနွေထူးထူးနဲ့နေမယ်အဲ့လိုချိုးပါတပတ်ကိုနှစ်ကြိမ်တည်းပူပြီး ခေါင်းမလျှော်ပါနဲ့ဟုတ်ကဲ့ဆရာအဲ့ဒီခေါင်းလျှော်မဲနေကြလို့ရှိရင်ရေချိုးလို့ပြီးရနီးကြမှာခေါင်းကိုလျှော်ပါဟုတ်ကဲ့ပါဆရာရှေးခါတော့ခေါင်းလျှော်ပြီးမှတပည့်ကြီးနဲ့ထုံထားတယ်မြို့ကြောင်မှာစေးစရာကြောစရာစေးကြောမှရေချိုးကြတယ်အဲ့ဒါအခုခေတ်အဲ့ဒါမလုပ်အပ်တော့ပါဘူးဟုတ်ကဲ့ပါဆရာဒါလွန်ခဲ့တဲ့နှစ်40လောက်ကလုပ်ထားပါဟုတ်ကဲ့ပါဆရာအခုကတော့ရေချိုးပြီးမှခေါင်းလျှော်ပါလျှော်ပြီးရင်လည်းပဲ အရာဒရယာလိုဟာမင်းနဲ့အပူမပေးပါနဲ့သူတဘာဝလေလေးနဲ့ပဲ6အောင်ပါ6ခန္ဓာကောင်းပါလေဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်ပါစီအသက်ရှိကြပါစီမင်းရဲ့ဆုနဲ့ပြေးပါစေဆရာကြီး